မြမသမိုင်းတွေကပေါ်တူဂီဘရင်ငစင်ကမြမသမိုင်းမှာပေါ်တူဂီလူမျိုးဘရင်တပါတကယ်ရှိခဲ့ဘူးတယ်ဆိုတာသင်သိပါသလားသူ့နာမည်ကငစင်ကပဲဖြစ်ပါတယ်အေရီ1600လောက်မှာဖလစ်ဒီဘရီတိုဆိုတဲ့ပေါ်တူဂီကျေးဇာစစ်သားတစ်ယောက် ရခိုင်ဘရင်ရဲ့အကူအညီနဲ့တန်လီမြို့မှာစိတ်ကမ်းမှုဖြစ်လာခဲ့တယ်ဒါပေမဲ့သူဟာရခိုင်ပြည်ကိုတစ္ဆာဖောက်ပြီးတန်လင်းကိုသူ့ရဲ့ကိုပိုင်အင်ပါယာအဖြစ် ကြေညာခဲ့တယ်ပေါ်တူဂီအစိုးရရဲ့အထောက်ပံ့တဲ့ခံတပ်တွေတိစောက်ပြီးအာဏာတိစောက်ခဲ့တယ်သူရဲ့ရက်စက်မှုတွေထဲမှာအဆိုးဆုံးကတော့ရွှေတဂုံစီရီတော်ကမြမစီရီခေါင်းလောင်းတော်ကြီးကိုအရေးကြိုပြီးမြောက်သွုံးလုပ်ဖို့စူးစမ်းခဲ့တာပါပဲဒါပေမဲ့ခေါင်းလောင်းကြီးဟာမြစ်သေးကိုနှိမ့်ညွတ်သွားခဲ့ပြီးဒီနေ့တိုင်ပြန်ရှာမတွေ့သေးပါဘူး နောက်ဆုံးမှာတော့အင်းဝဘရင် နောက်ဖက်လုံမင်းကတန်လင်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနစင်ကာကိုဖမ်းဆီးရမိခဲ့ပါတယ်။နိုင်ငံခြားသားတယောက်မြမမြေပေါ်မှာဘရင်လုခဲ့တဲ့ဒီထူးဆန်းတဲ့ရာဇဝင်ဟာနှစ်ပေါင်း၄ရကြာကြာတဲ့အထိလူတွေအတွက်သင်ကန်းစာယူစရာအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မြမသမိုင်းအကြောင်းတွေကိုဆက်ပြီးနားထောင်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကို like and share လုပ်ပြီး comment မှာရဲလို့ရေးခဲ့ပေးပါဦး။